Bon appetit your majesty Zalandu ma Minji apit deyo song ya ga ni kaba chaw min ta phit la ga ge Lee Chairman လက်ရှိမှာပြသနေတဲ့ Bon Appetit Your Majesty ကိုရီးယားဇာတ်လမ်းတွေက Netflix မှာ top 1နေရာကိုရောက်တဲ့အထိအမေမှုတွေကိုရရှိနေပါပြီ။ဒီဇာတ်လမ်းထဲမှာနာမည်ကြီးမင်းသမီးဖြစ်တဲ့ Yuna လည်းပါဝင်ထားပြီးမင်းသားကတော့အသက်95နှစ်အရွယ်သားရှိသေးတဲ့ Lee Chen Min ဖြစ်ပါတယ်။ ကိုရီးယားတမိုင်းတရှောင်းမှာဆိုသွမ်းတဲ့ဘယင်တပားရဲ့နေရာမှာတရုတ်ဆောင်ထားတဲ့လီချဲမင်းကကဘာတလွားကမင်းကလေးပရိသတ်တီလက်တဲတဲလို့အားပေးမှုကိုရရှိနေပါတယ်တကယ်လို့ဤဟွန်းဆိုတဲ့မင်းကြီးနေရာမှာအခြားမင်းသားတယောက်ကတရုတ်ဆောင်မှာပါဒါပေမဲ့အမားတစ်ခုကိုလုံမီယာကနေဒီဇလန်ကတည်းကမပါဝင်ဖြစ်တော့ဘဲလီချဲမင်းကတရုတ်ဆောင်ဖြစ်သွားပါတယ်ပြင်ဆင်ခြင်းနဲ့ပါပေမဲ့လေအကောင်းဆုံးစူးစမ်းနိုင်ခဲ့ပြီးမင်းကြီးနေရာကသူနဲ့အလိုက်ဆုံးဖြစ်သွားပါတော့တယ် လီချေမင်းကအရင်ကဒုတိယမင်းသားနေရာကနေတရုတ်ဆောင်ခဲ့တာဖြစ်ပေမယ့်အခုတော့ဒီဇလိုင်းသွဲတစ်ခုတည်းနဲ့အာရှတလွားမှာတော့အနောက်နိုင်ငံတွေမှာပါလူကြိုက်များတဲ့မင်းသားဖြစ်လာပါဗျ။ Bon appetit your majesty ဇလိုင်းသွဲတွေကမင်းကြီးကိုသဘောကျနေပြီလားဆိုတော့ comment မှာပြပြခဲ့ပါဦးနော်။